ဆရာကြီးတူဝင်ရဲ့ကိုတင်ချိုင်းတန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းနှင့်စိန်လန်းဆိုပြေသည့်တစ်ပင်ကြီးများထူထပ်စွာပရောက်လျက်ရှိသည်ဖြင့်အေးအဝါသာကောင်းသောတော်ရန်တစ်ခုရှိတောင်ပူဇာပေါ်တွင်ရုပ်ရည်တန့်ပြန်သောလူရတူသည် လမောင်းကိုခံအောင်၍ကျင်းဟက်တာရကများဤတဘာဝတေးတံများကိုနာအာယုံခံစားရင်းအလိုလိုကြည်နူးနေသည်ကို တွေ့ရပေသည်တို့လူရွယ်နှင့်မလန်မကန်းရှိ မြက်ခင်ပေါ်တွင်နံရိုးပြန်ပြန်နှင့်မျိုးပုတ်ပုတ်ရောင်ရှိသည့်မြင်းတစ်ကောင်သည်မျက်နှာစိမ်းများကိုတစ်ဖက်ဖြန်နှင့်ခိုက်ဖြတ်စားတောက်နေသည်ကိုတွေ့ရပေသည်။တောင်ပူစာပေါ်ရှိလူငယ်မှជីနုဝယ်ရာတဘာဝတေးတံများကိုအာယုံခံစားနေရမှာတော်တန်းအတွင်းသို့ဝင်လာသည့်မြင်းခွာတံများကိုကြားလိုက်ရသဖြင့်ခေါင်းထောင်ပြီးကြည်လိုက်ရာအညာတရာစစ်သည်တော်တိတိပြက်ကမွန်ဖြစ်နေသည်ကိုမြင်ရသဖြင့်လဲလျောင်းနေရမှာလင်မြန်ပေါ့ပါစွာထလာပြီးတိတိပြက်ကမွန်အာယုသည်လေးစားသည့်မူရာဖြင့်စီကြုံနှုတ်ဆက်လိုက်လျာ ဒီနေ့ပြကောင်ကထိုလ်လူရွေးအမှုရာကိုကြည့်ပြီးပြောင်းလာ၏ဒီမှာမင်းစီသူမင်းငါကိုယူသေးပေးနေကြမလို့ဘူးမင်းနဲ့ငါနဲ့သဘောတူညီမှု နားလည်မှုရထားပြီမဟုတ်လားလူလူချင်းတန်းတူဆက်ဆံဆက်မှာဒီနေ့ပြကောင်ကမိမိအားယူသေးလေးစားစွာဥညွတ်၍ကြိုကြိုလျက်ရှိသောမင်းစီသူအားလှမ်း၍ပြောလိုက်သည်စိတ်မရှိပါနဲ့ဘုံမင်းအချင်းပါနေလို့ပါအချင်းဆိုတာရုပ်တရက်ချင်းချင်းဖြောက်လို့မရနိုင်လို့ပါတီးခံတော်မူပါဘုံမင်း ၎င်းမြင်ဘုံမင်းမှာငါစီသူရဲ့အတတ်သခင်ဂျေဆုရှင်ဖြစ်တဲ့အတွက်ဥညောပြီးအယိုသေးပေးခြင်းကိုခံယူတော်မူတတ်ကြောင်းမှာမင်းစီသူဆိုသူကတိတိပြတ်ကမွန်အားယိုသေးစွာပြန်လည်၍စီရင်ခံလိုက်သည်ဘုံမင်းမဟုတ်တော့ပါဘူးသူတပစီကချဲ့ယူမိခဲ့တဲ့အသက်ပြတရားပြန်မဆက်နိုင်လို့ထောင်သွင်းခြင်းချခံထားကြရလို့ဘယ်သူကမှအဖက်မလုပ်ချင်တော့တဲ့အညတရတိတိပြတ်ကမွန်ဘဝရောက်နေပါပြီတိတိပြတ်ကမွန်ကညင်းညူညူပြောလိုက်လေသည် အညတရဘွားရောက်နေပြီဆိုပေမဲ့ဘုံမင်းရဲ့လက်ရုံးဤနဲ့နှလုံးဤကိုငက်စီသူကလေးစားမြဲလေးစားလျက်ရှိကြမှာရာဇတရေဘရင်မင်းတရားကြီးနဲ့ရွာဆန္ဒတော်မူပြီးသမိတော်ရှင်စောဘူဘရင်မထိနန်စိုးစံတော်မမူမီဘရင်မင်းတရားကြီးရဲ့တားတော်ချင်းချင်းထိနန်လူခဲ့ကြလို့နိုင်ငံတော်မငြိမ်မသက်ဖြစ်နေချိန်မှာတိုင်းသားပြည်သူလူများတို့စိတ်အေးချမ်းသာလောက်ကိုင်းစားတောင်းနိုင်အောင်ဘုံမင်းကိုယ်တိုင်ရှေ့တန်းကနေပြီးရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့တာတွေငက်စီသူမလေးစားပဲမနေနိုင်ကြမှာ မင်းစဉ်သူဆိုသူကတိရိပြတ်ကမွန်ဤဆွမ်းဤတက်တီများကိုချီကျူးကုန်ပြူလိုက်ပြန်သည်ချီကျူးစရာမရှိတံမှန်ချီကျူးနေပြန်ပြီဒီမမင်းစဉ်သူမင်းကငါ့ကိုတက်တီပြက်တီနဲ့ပြေစုံနေသူရဲကောင်းတယောက်ဆိုထင်ကြည့်နေတာအမှန်တိုင်းဝင်ခံရမယ်ဆိုရင်ငါကဒီအသက်ရွယ်ဒီချီကျူးစရာကောင်းတဲ့အလုပ်တစ်ခုမှမလုပ်ခဲ့သေးဘူးငါလောင်မိုင်မဲတဲ့သူရှိလိမ့်မယ်မထင်ဘူးတိုက်ပွဲတီးတီးမှရင်ကုန်မြေကရုတ်လုပ်ပြီးတင်းမင်းနဲ့အချင်းချင်းစစ်ကင်းခဲ့ပေမယ့်ငါ့ကိုဘယ်သူမှကျေးဇူးမတင်ဘူးကျေးဇူးမတင်ုံဆိုအရင်မကြည့်ဘူး ။တရီးတကြွေရဲ့အသက်အန္တရာယ်နဲ့တကွဥယျာဉ်စီစဉ်ကိုကာကွယ်ပေးခဲ့တဲ့ကျေးဇူးတရားကိုမထောက်ထားဘဲနဲ့အသက်ပြားတရားပြန်မဆက်နိုင်ရကောင်းလားဆိုထောင်သွင်းအကျဉ်းချထားခြင်းခံခဲ့ရတယ်မဟုတ်လား။ကိုကျိုးကိုဆွန့်လို့ပြီးအများကျိုးကိုရှေ့ရှုသူမှန်သမျှအနာခံရစမြဖြစ်ကြမှာဘုံမင်းကအများကျိုးအတွက်လူဖြစ်လာရတယ်လို့ဖြစ်နေကြောင်းမှာဘုံမင်းရဲ့စိတ်ထားစေတနာကအလွန်တရားမှ မုံမြတ်တန့်စင်လာပါတယ်။ဘုံမင်းကခွန်အားကြီးမှသူကိုကပ်ဖရပါလို့ပြီး နေရာကခွင်ကောက်ယူတဲ့သူမဟုတ်ကြောင်းကိုငှက်စီသူကောင်းစွာသိကြမှာခွန်အားငယ်သူအားနွယ်သူနဲ့ရေးနေသူတွေရဲ့ရှေ့ကနေပြီးရင်ကုန်မြေကရုတ်လုပ်ပြီးတင်မင်းနဲ့စစ်ခင်းလက်ရုပ်အကုနဲ့မတရားအနိုင်ကျင့်နေတဲ့သူတွေကိုရွံ့ရွံ့ချွန်ချွန်နဲ့တွန်းလှန်ဖြိုဖျက်ခဲ့တဲ့သူရဲကောင်တူဖြစ်ကြောင်းကိုငှက်စီသူအတိဆုံးဖြစ်ကြောင်းမှာမင်းစီသူကတီရီပြက်ကွန်ကြီးဆွင့်ရင်တက်တီများကိုချီကျူးလိုက်ပြန်ရာတီရီပြက်ကွန်သည်မျက်မှောင်ကျုပ်ရင်နားထောင်နေရမှပခုံးကိုတွန့်လိုက်ပြီးလက်ဝါးကိုကပြလိုက်နေသည် တော့တော့တော့ ဒါလောက်ဆိုတော်လောက်ပြီရှင့်မဆန့်နဲ့တော့ဒီမှာမင်းစီသူမင်းနံကကတေလက်တူတူရှင်လက်တူတူငက်လက်တူတူဆို မိုက်မိုက်ကန်ကန်တိုက်ပွဲဝင်လာခဲ့ကြတဲ့သူတွေပါတေဘောတေဘက်ငက်ဘောငက်ဖက်ချင်းတူတူဘသူဘသူကိုမှချီကျူးခုံပြူနေကြမလို့ဘူးမင်းနံကကကန်တူကျိုးပြီးငက်ဘောငက်ဖက်ဖြစ်ခဲ့လို့တူဘောတူတစ္ဆာရှိခဲ့ကြတယ်မဟုတ်လားရှင့်ဆက်ပြီးတော့လဲလာမဲ့ဆင်းရဲဒုက္ခမျိုးမျိုးကိုရင်ဆိုင်ကြရအောင်မှဖြစ်တဲ့အတွက်ကြောင့်တေတူရှင်မကွာတူဘောတူတစ္ဆာရှိကြဖို့ရည်ကြည်တယ်ဒါကိုမင်းသဘောပေါက်ဖို့လိုတဲ့ ငါစီသူသဘောပေါက်ပါတယ်။ဘုံမင်းကငါစီသူရဲ့အသက်တကင်ကျေးဇူးရှင်ဖြစ်တယ်။မိခင်မွေးတဲ့အသက်တောင်ရှိတော့ပါဘူး။ဘုံမင်းပေးတဲ့အသက်တာရှိပါတော့တဲ့အတွက်ငါစီသူအသက်နဲ့လဲပြီးဘုံမင်းပေါ်တင့်ဆောင်ဆောက်ပါမယ်။မင်းစီသူကဂရုပြုလိုက်။ဒါဖြင့်လာသွားကြမယ်။ငါဝဲပူဇာမနေတာလို့ဟော့ဟိုရှိကရွာကလေးဝင်ပြီးအစာအာဟာရဖြည့်တင်ရအောင်မယ်။တိရိပြက်မွန်ကရေးရေးတာမြင်ရတော့ရွာကလေးကိုညွှန်ပြရင်ပြောလိုက်ရ။မင်းစီသူကမြက်ခင်ပေါ်တွင်လွှတ်ထားသည့်၎င်း၏မြင့်ပေါ်သို့လှကနေခုန်တက်ပြီး တီရိပြတ်ကိုနောက်မှထက်ချက်မကွာလိုက်ပါခဲ့လေသည်တယောက်နဲ့တယောက်စကားမပြောဘဲတော်လန်ကလေးတိုင်းလာခဲ့ကြရာတောင်ယာပဲကင်းများစိုက်ပျိုးလုပ်ကန်သည့်ရွာကလေးသို့ရောက်ရှိလာပြီးရွာကလေးပတ်ဝန်းကျင်တွင်ကျယ်ပြန့်သောတောင်ယာပဲကင်းများကိုတမျှော့တကော်တွေ့ရပေသည်ရွာကလေးဟုဆိုညသောလည်းရာတော်ကလေးတစ်ခုမျှသာဖြစ်သည်ကိုတွေ့ရပေ၏တောင်ယာပဲကင်းတစ်ခုရဲ့လဲတွင်တက်တက်ရဲရဲဆောက်လုပ်ထားသောတဲ့အိမ်တစ်ခုကိုတွေ့ရ၏တဲ့အိမ်နင်းကန်လျက်နှောင်းတင်းကုန်းတစ်ခုကိုလည်းမြင်ရသည် တဲအိမ်ဤမိဘဘက်စီမှမိဘများတက်လူလူထွက်နေသည်ကိုတွေ့ရသဖြင့်ထမင်းဟင်းများချက်ပြုတ်နေကြောင်းသိနိုင်ပေသည်တဲအိမ်ဤသို့ချင်းကန်လာသောအခါဆံဖို့မောင်းထောင်းသည့်အတန်နှင့်ရက်ကန်ခက်တန်များကိုကြားရပေ၏ရက်ကန်ခက်တန်နှင့်အတူตายาသောတေးသချင်းတန်ကိုလည်းလေးတင့်သည့်ခါတိုင်းကြားရသဖြင့်မင်းစီသူသည် ထိုတန်ကိုအာယုံခံစားရင်းတီးရပြက်ကွန်ဤနောက်မှထက်ချက်မကွာလိုက်ပါလာခဲ့သည်ဆံဖို့မောင်းထောင်းတဲ့အတန်လဲကြားရတယ်မိဘကြောင့်ကလည်းမိကိုတလူလူထွက်နေတယ်ငါတို့တော့စားရကန်ကြုံပြီးထင်တယ် တီရိပြက်ကွန်ကဆာလောင်မုတ်သိနေသည့်အမူအရာဖြင့်ဝမ်းပိုက်ကိုပုတ်ပြရင်ပြောလိုက်သည်ရက်ကန်းခတ်တန်လဲကြားရတယ်ရက်ကန်းခတ်တန်နဲ့အတူသားရတဲ့တချင်းတန်ကိုပါကြားရတယ်မင်းစီသူကဝင်ထောက်၏ရက်ကန်းခတ်တန်ကြားရလို့ဘိုက်ရမှာလားတချင်းတန်ကြားရလို့ကအဆင်ပြေမတယ်လားကဲလားစကားမများနဲ့အင်းရှင်စီမှာအဖို့ခါပေးပြီးထမင်းတောင်းစားကြမယ်တီရိပြက်ကွန်ကပျော့ပျော့ဆိုဆိုတဲ့အိမ်ဒီတို့ချင်းကန်လာခဲ့သည်တီရိပြက်ကွန်နဲ့မင်းစီသူတို့မြင်းကိုစီဖြင့်လာနေသည်ကိုမြင်ရသောအခါ အသက်40ခန့်ရှိလိမ့်မည်ဟုခန့်မှန်းရသောတဲ့ရင်ရှင်မျိုးသမီးကြီးကထမင်းရင်ရှားနှင့်စံဖွင့်နေရာမှာအင်းရှိသို့ဥရပါရထွက်လာပြီးတိရိပြတ်ကွန်နှင့်မင်းစီသူတို့အာယုသည်လေးစားစွာနှောက်ခွန်းဆက်လိုက်သည် အင်းရှင်မျိုးသမီးကြီးမှာချက်ဝဲတစားများဝိစင်ထားသူနှစ်ဦးမြင်းကိုစီနှင့်လာဒီကိုမြင်လိုက်ရခြင်းကပင်စစ်တီတော်များဟုမှတ်ထင်ကကြောက်ရွံ့နေပုံရ၏ဘုံမှုတို့ဗျမလို့ရှိပါသလဲဗျမိန်တော်မူပါဗျအင်းရှင်မျိုးသမီးကြီးကကြောက်ရွံ့သည့်အမူအရာဖြင့်လောကဝိစကားကိုပြောကြလိုက်သည် ဘုံမှုမဟုတ်ပါဘူးမင်းဖျားလည်းမဟုတ်ပါဘူးအညတရာတီတီပြက်ကမွန်နဲ့မင်းစီသူပါခီးချန်းနှင်ခဲ့ရလို့စာလောင်မွတ်သိမ့်လာပါတယ်ထမင်းတနက်လောက်တော့စားပြရစီကြတဲ့နဲ့အသက်ပြာပေးပါမယ်တီတီပြက်ကမွန်ကပျော့ပျော့ဆူဆူမြင်းပေါ်မှာခုံစင်းပြီးအင်းရှင်မျိုးသမီးကြီးအနီးသို့ချင်းကပ်ကကပိုက်ထဲတွင်ထည့်ယူလာသည့်ဂရီပါအိတ်ကိုဖွင့်၍အသက်ပြာအနေငယ်ကိုအင်းရှင်မျိုးသမီးကြီးအားပေးလိုက်ရာမျိုးသမီးကြီးမှမရေတရက်နှင့်လက်ခံလာရပေသည်မမလာပါထမင်းတနက်ကျွေးဘူးကတော့ဝင်မလေးကြောင့်မှတို့ သူ့ပါတော့လေဖခင်ကျမတို့မှာသူစီရဲ့များဖြစ်ပါတပြင်ဟင်းကောင်ကျွေးကောင်နဲ့တိခင်းကျွေးပွေနိုင်စံ မရှိเจ้าမှာတပြာများကိုလည်းလက်ခံရမဝင်เจ้าမှာအင်းရှင်မျိုးသမီးကြီးကတောက်ရင်ဒီအတန်ဖြင့်ပြန်ပြောလိုက်သည်အတန်ပြာကိုလက်ခံမှာတရားသဖြင့်ရရှိလာတဲ့အတန်ပြာပါမစိုးရင်မှနဲ့ထမင်းတနက်စားရရင်ကိုကျေးဇူးတင်လာပါပြီဟင်းကောင်ကျွေးကောင်လည်းမလိုပါဘူးငပိနဲ့စားရရင်တော့ပါပြီ တီတီပြကွန်ကပြန်ပြောလာရာအင်ရှင်မျိုးသမီးကြီးသည်တမင်ပွဲပြင်ရန်အိမ်ထဲသို့ဝင်ပြီးပြုပြီးမှရကန်းခတ်တန်းနှင့်ဒူးထွက်ပေါ်လာသောတာယာသည့်တေးတချင်းတန်ကိုမင်းစီသူအာယုံဆနေသည်ကိုတတိပြုမိသည်ဖြင့်ထိတ်ထိတ်ပြပြဖြစ်သွားပေသည်ဒိုးခိုင်လက်ခတ်တန်းများတိတ်ဆိတ်သွားပြီးတေးတချင်းများတပြင်းပြင်းနီးကပ်လာပြီး ဒေတချင်းတန်ကြရာသို့မင်းစီသူအာယုံဆိုင်လျက်ရှိစဉ်တဲ့ရင်တွင်မှတချင်းတအေးအေးသည်ဆိုပြီးထွက်လာသောအသက်၁၈နှစ်ခန့်ဟုခံမှန်းရသည့်မိမပြိုတူကိုမြင်လိုက်ရသဖြင့်မင်းစီသူမှာဒေတန်ရှင်မိမပြိုအားမျက်တောင်မခတ်ဘဲငေးဆိုင်ကြည့်နေမိသည်တေးတန်ရှင်မဲမပြိုကလည်းအင်းချင်းတွင်လူစိမ့်တူကိုရုတ်တရက်မြင်လိုက်ရသောအခါရှက်ကိုရှက်ကန်ဖြစ်သားပုံရ၏တချင်းတန်မှလည်းတပိုင်းတစားဖြင့်တိတ်ဆိတ်သွားလေသည်မင်းညိုမြမင်းညိုမြဘာလို့အင်းချင်းထွက်လာရပြန်တာလဲ အင်ဂျင်မျိုးသမီးကြီးကအိမ်ထဲမှာထွက်လာတော့တေးတန်ရှင်မိတ်မပြူအားလှမ်းရွေတရိပ်ပေးလိုက်တေးတန်ရှင်မျိုးသမီးကြီးမှာကြီးလင်တောက်ပြောင်သည့်မျက်လုံးများဖြင့်တီရိပြက်ကမွန်ကိုတလက်မိမိအားမျက်တောင်မခက်ဘဲငေးဆိုင်ကြည့်နေသောမင်းစီသူအားတလက်ကြည့်လိုက်ပြီးရှက်စနိုးသည့်အမှုရာဖြင့်မျက်လွှာချလိုက်တေးတန်ရှင်မှာ အတန်တရာသလောက်ရုပ်ရည်ချောမောလှပသူဖြစ်သည်ခါသေးရင်ကြီးပရောမဏီဆိုသောစကားနှင့်အညီကိုလုံးကိုပေါ့အချို့စီပြပြလိုက်စင်းရဲသူဟုဆိုရစီကမူအသားရင်မှာဖြူခွေးနုထွန်လျက်ရှိပြီးရှက်စံတို့သည်မူရာဖြင့်မျက်လွာချလိုက်စဉ်ဖြူခွေးသည့်မျက်နှာမှာနိဒရာဒရာဖြစ်သွားသည်ကိုမြင့်စီသူသတိပြုလိုက်မိလေသည်မင်းညိုမြအိမ်ထဲဝင်လေဘာလို့ထွက်လာတာလဲအင်းရှင်မျိုးသမီးကြီးကတေးတန်ရှင်မဲမပြူအာမဲမဲလိုက်ပြန်၏ညိုမြ ရကန်းခန့်နေရကဧည့်သည်တော်တွေဆာလောင်မွတ်သိမ့်လာတဲ့ကြားလို့တွေးလေးကိုဂူဝီထမင်းဘွဲပြင်ပေးအောင်လာခဲ့တာပါညို့မြထမင်းဘွဲပြင်လိုက်မယ်နော်မင်းညို့မြအမိခံမိမေကျိုးကလောကဝေလှုပ်လိုက်ညီတာနေစမ်းညီလုံးမဟုတ်ဘူးသွားအိမ်ထဲဝင်အင်းရှင်မျိုးသမီးကြီးသည်တူမဖြစ်သူမင်းညို့မြအားစစ်တီတော်များစော်ကားသွားမိကိုစွန့်ရင်သည်မူရာဖြင့်မှန်မဲပြီးအိမ်ထဲသို့ဝင်ရန်နှင်ထုတ်နေသည်ကိုမြင်ရသောအခါတီတီပြက်ကွန်ကမနေသားတော့ပဲအင်းရှင်မျိုးသမီးကြီးအနီးသို့တိုးကပ်လာပေသည် ကျွန်တော်တို့ကိုမကြောက်ပါနဲ့ကျွန်တော်တို့လူရန်ကားတွေမဟုတ်ပါဘူးလူကောင်းတွေပါနှလုံးစားဖို့သူယေရှုဆိုတဲ့စကားလိုပဲကျွန်တော်တို့ရဲ့ထမင်းရှင်ဟင်းရှင်ဒီပုံမှာယေရှုတရားသိတတ်ပါတယ်တိတိတက်ကောင်ကတည်ငြိမ်သည့်အမှုရာဖြင့်ပြောလိုက်ပြာအရှင်မျိုးသမီးကြီးမှာနဲ့ငယ်စိတ်သက်သာရာရသွား၏ဘုံမှုမင်းပြတို့ပုံမှာထင်လွဲမမိတာခွင့်လွှတ်တော်မူပါဂဲမန်ဘူးတဲ့စာတငယ်ဖြစ်နေလို့ပါမနေ့တနေ့ကလည်းစိတ်ဝေတစားနဲ့မိဝူရန်လေးဦးအရမူမူနဲ့အိမ်ထဲဝင်လာပြီးမိညိုများကိုရည်တဲ့တဲ့လှုပ်ပြီ မတော် မတရားစော်ကားဖို့ကြံစည်လို့ကြောက်အားလန်အားနဲ့ထွက်ပြေးပေါင်းအောင်နေရတယ်မင်းညုံမြရဲ့အကြီးကလည်းလဲတော့တဲ့ဆင်းနေလို့အိမ်မှာယောက်ျားတရားမှမရှိဘူးအရင်မုံမှုနဲ့ဝင်လာတဲ့မင်းမူတန်လေးဦးကလည်းမင်းညုံမြပုံနေတာကိုရှာမတွေ့လို့ဒေါသဘုံထထသွားကြတယ်နောက်တစ်ခါပြန်လာခဲ့ဦးမယ်လို့လည်းကြုံဝါသွားတယ်ဘုံမှုမင်းဖျားတို့မြင်လိုက်ရတော့တနေ့ကလာသွားတဲ့မင်းမူတန်နေမှတ်ပြီးစိုးရွံထိတ်လန့်သွားတာပါအင်းရှင်မျိုးသမီးကြီးကတောက်မှန်လိုက်သည်ဘုံမှုလည်းမဟုတ်ဘူးမင်းဖျားလည်းမဟုတ်ဘူး တန်မှန်ခီးတယ်တွေပါခီးပန့်ပြီးစာလောင်မွတ်သိမ့်လာလို့ထမင်းတောင်စာရအောင်ဝင်လာခဲ့တာပါတီးဒီဖြတ်ကမွန်ကရှင်းပြလိုက်မှအင်းရှင်မျိုးသမီးကြီးမှပဝင်ကြသွားပြီးတူမဖြစ်သူမင်းညုံမြအားထမင်းပွဲအသင့်ပြင်ထားရင်ညွှန်ကြားလိုက်လေသည်တီးဒီဖြတ်ကွန်နဲ့မင်းစီသူတို့မှာ ဆာလာမုတ်သိမ်လာကြသဖြင့်အင်ရှင်မျိုးသမီးကြီးဒူမာကျော်မိညိုမြအခုခက်ပြင်ဆင်ထားသည့်ထမင်းပွဲတွင်ဝင်းထိုင်ပြီးမယင်ရှက်ရေးစားတောင်းနေကြပေသည်မိညိုမြမှမူထမင်းပွဲပြင်ဆင်ပေးခဲ့ပြီးနောက်ရက်ကန်းစဉ်ရှိရာသို့ပြန်သွားပြီးရက်ကန်းခက်လျက်ရှိနေရာလက်ခက်တန်များကိုမှန်မှန်ကြားနေရ၏မင်းစီသူသည်မယင်ရှက်ရေးစားတောင်းနေရမှမိညိုမြ၏ရက်ကန်းခက်တန်ကိုအာယုံဆိုင်လျက်ရှိပေသည်ရက်ကန်းစဉ်ရှိရာသို့လည်းမကြာခဏလှည့်ကြည့်နေသည်ကိုတွေ့ရ၏ မိုးကြနဲ့သမီးလာမှတ်ရတယ်ဒါလောက်ချော်တယ်လာတယ်မိန်းကလေးမတွေ့ဘူးသေးဘူးဘိုးမင်းကဒါလောက်ချော်တယ်လာတယ်မိန်းကလေးမြင်ဘူးတွေ့ဘူးရဲ့လားမင်းစီသူကရက်ကန်းခက်တန်းကိုအာယုံဆိုင်နေရမှာ၎င်း၏စိတ်ထဲတွင်မျိုးသိမ့်မထားနိုင်ပဲဖွင့်ဟလာ၏မကြသေးခင်ကမှမြင်ဘူးတွေ့ခဲ့ဘူးပါတယ်ဒါလေးသာထပြီးခြေကိုခီးဆက်စရာရှိသေးတယ်စားမှသာစားစမ်းမှာတီတီပြက်ကောင်ကပြန်ပြောလိုက်ရုပ်ကလေးချော်သလားနာမည်ကလေးကတော့မမြင်ဘူးလားငါတွေ့လာတဲ့မျိုးသမီးကနာမည်နဲ့ရင်းတာပဲ ကြည်ရွာစနဘုံမှာဒီလောက်ချော်ဒီလောက်လာတဲ့မိန်ကလေးရှိနေမယ်လို့ကျွန်တော်မထင်ခဲ့ဘူးပါဘူးမြို့မှာပွင့်တဲ့ပန်းတွေလှတာတဲ့တခါတည်းရံမှာတောမှာပွင့်တဲ့ပန်းတွေကလှပြီးပူပြီးမွေးကြိုင်တယ်တောပန်းဆိုပြီးထင်မသေးသင့်ဘူးဒီဒီပြကမွန်ကထမင်းတလုံးပြီးတလုံးပလုံးပလောင်စာရင်ပြန်ပြောလိုက်သူကလေးပြောဆိုမှုရမင်းချေးဘူးလားမသိမွေးဘူးလားချေးတော်သူရဲ့ပြောဆိုမှုရမျိုးမဟုတ်ပဲရွှေမြို့တော်သူရဲ့ပြောဆိုမှုရနဲ့မတူဘူးလား မင်းစီသူကရက်ကန်းခတ်တန်ကြရာတို့မတိမသားလှည့်ကြည့်ရင်ချီမွန်ကန်ဖွင့်ပြိုင်ဟထာငါမင်းတို့ငါတို့အလုံးမဟုတ်ပါဘူးထမင်းကိုသာဝအောင်စားစမ်းမှာရှေ့ကိုခီးဆက်စရာရှိသေးတယ်တီတီဘက်ကမွန်ကစကားစပြတ်သွန်းအောင်ပြောလိုက်ထမင်းဝအောင်စားတော့ပြီးနောက်တီတီဘက်ကမွန်သည်မိမိကပိုက်ထဲတွင်ပါလာတော့ဂရီပါအိတ်ကိုပုတ်ပြလိုက်သည်ရွှေမြို့တော်မှာတာဝန်တစ်ခုထမ်းရွက်ဖို့အတွက်ဒီအသက်ပြားတွေကိုဆင်ရန်ဖြစ်နေရရှိလာခဲ့တယ်ဒီအသက်ပြားတွေကိုရင်းနှီးလုပ်ပြီးငါ့ကိုပေးရလိုက်တဲ့တာဝန်ကိုခြေပွန်အောင်ဆောင်ရရလိမ့်မယ် သူ့ဆန်စားရဲ့မှာဆိုတဲ့စကားရှိတယ်မဟုတ်လားတေးရီပြကွန်ကတပြားအိတ်ကိုချွင်ချွင်မြားပုတ်ပြရင်စကားဆလိုက်သည်ဘိုးမီးကိုဘသူတောင်းဝင်ပေးရလိုက်တာပါလဲမင်းစီသူကပြန်မေးလိုက်ဘိုးမီးလိုမခေါ်စမ်းပါနဲ့ဘိုးမီးလိုမခေါ်ရင်ဘလို့ခေါ်ရမှာလဲနာမည်ရှိတယ်အနာမည်ကိုတော့မခေါ်ပြရစီနဲ့ရင်းသီးရကြပါလိမ့်မယ်အသက်တကင်ကျေးဇူးရှင်ကိုနာမည်မခေါ်ဝင့်ဘူးဒါပြင်နောင်ကြီးလိုခေါ်မင်းကိုလည်းညီငယ်လိုခေါ်မယ်ကောင်းလာပါပြီနောင်ကြီးအေးဒီလိုမှပေါ့ဒါနဲ့နောင်ကြီးကို တာဝန်ပေးရလိုက်တဲ့ပုံကူကမိညင်မင်းသားတွေကပါလားမျိုးစားနေစားတူဖြစ်ပါသလားအထက်တန်းလွားတွေကပဲဒါပေမဲ့ယောက်ျားမဟုတ်ဘူးမိန်းမဟင်ဟုတ်လားနောင်ကြီးကိုပေးရလိုက်တဲ့တာဝန်ကဘယ်လိုတာဝန်မျိုးလဲအသားစားကျူးတဲ့ကြောင်ငစင်းလဲတွေရဲ့လက်တွင်းကရွှေသမင်ကိုကဲတင်ဖို့ဟင်ဒီလိုဆိုကြောင်ငစင်းလဲနဲ့တချီတစ်ဝက်တွေ့ရအောင်ပါပေါ့ဒါလေကြောင်ငစင်းလဲရဲ့လက်တွင်းကရွှေသမင်ကိုဘဲပုံဘဲနီကဲတင်မှလဲကြောင်ငစင်းလဲတွေဆိုတာကဘသူတွေလဲရွှေသမင်ဆိုတာကရောဘယ်သူပဲပါဖြစ်ပါသလဲ မင်းစီသူကပြန်မေးလိုက်ဒူရိုနဲ့လိုရင် ပြောရမယ်ဆိုရင်သွေးစာနေတဲ့လူယုံမာလီရဲ့လောင်းရအောက်ကသူ့ရဲ့မောင်းတော်ကိုလွတ်မြောက်အောင်ကဲတင်ပေးဖို့အသက်နဲ့ထက်တူချင်းမြန်တို့တော်မူတဲ့အမတော်ကတောင်းဝင်ပေးလိုက်ခြင်းဖြစ်တယ်သူ့မောင်းတော်ဆိုတာကတန်မှန်ပုံကမဟုတ်ဘူးလူလောကအကြောင်းကောင်းကောင်းမသိသေးတဲ့အမြောက်ကြိုက်တစားကဲမာနာကဲမျိုးစားလောင်းကလေးတစားကဲမာနာကဲမျိုးစားလောင်းဆိုတာဘာလို့လဲလူယုံမာလီလောင်းရအောက်ကလွတ်မြောက်အောင်ဘလို့ပဲပုံကဲတင်မှလဲ ဘယ်ပုံဘယ်နည်းကတင်ရမလဲဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးအပြေမပေးနိုင်သေးဘူးအခြေအနေကိုသုံးသပ်ပြီးမှတင့်လျော်မဲ့နီးပရိယကိုသုံးပြရမှာအနုနီသုံးလို့မရမှာကျန်းနီသုံးဖို့ရည်ရွယ်ထားတယ်ကတင်ရမယ်တစားကဲမာနာကဲမျိုးစားလောင်းဆိုတာကရွှေမြို့တော်ကိုရောက်နေနှစ်နဲ့နဲ့ရွာစံစောင်းမှုမျိုးသားကြီးရဲ့တတော်ဗညာရင်ဖြစ်တယ်မျိုးသားကြီးရဲ့အရာရာကိုဆက်ခံရမယ်တတော်ဝင်ဖြစ်နေကစားအသက်အရွယ်ကနုနယ်ပြီးအတွေ့အကြုံကနည်းသေးသူဖြစ်တယ်သွေးစာနေတဲ့လူရုံမာတွေဆိုတာကဘာဘသူတွေပါလဲဗျာ မင်းစီသူကထက်လာရင်မေးလိုက်ပြန်၏။ဒါရေးလန်ရင်မှသူမတူအောင်ကြွန့်ကျင်လိမ်မာပြီးယာရုအာနာအချိန်ဝါကြောင့်မန်မန်နာတက်ကြွပြီးတကူကောင်းကြင်ကြံနေတဲ့ထက်တန်းလွန်မှုမဲ့တေပိုးပြီးရှင်းအောင်ပြောရရင်နောက်သူမိသားတွေရဲ့ကြိုးစည်းပွားကိုလှလှမှအေးမထားပဲနဲ့ယာရုနဲ့အာနာကိုအလွဲသုံးစားလှုပ်ပြီးနိုင်ငံသူနိုင်ငံသားတွေရဲ့ဂုဏ်သွေးကိုစုံနေတဲ့ဘလူတပတ်တွေပဲကျွေအန်ဝိုင်းကြက်ဝိုင်းနဲ့ရက်ဝိုင်းတွေမှာချိန်ဖြုံပြီးသူတစ်ပါးရဲ့သားပြိုသမီးပြိုတွေကိုဖျက်ဆီးနေတဲ့လူယုံမာတွေမင်းသားကောင်းဆောင်ထားတဲ့ အဆွဲပြူပြူနဲ့ဘလူးတွေတီတီပြက်ကွန်ကရှင်းပြလိုက်မိသားကောင်းစောင်းထားတဲ့ဘလူးတွေကိုသူတို့ရဲ့ဇာတိရုပ်ပေါ်လာအောင်ဖော်ထုတ်ပေးရမယ်ဆိုပါတော့ဒီအတွက်မင်းစီသူရင်ကော့ပြီးတာဝန်ယူပါတယ်အသက်ချင်းလဲချင်းလဲပါရစေမင်းစီသူကရင်ကော့ပြီးပြောလိုက်သည်အသက်ချင်းလဲတယ်မှာလဲရမှာပါအနုနည်းနဲ့မရမှာအကြမ်းနည်းတုံးရမှာမင်းစီသူအနေနဲ့ကတော့ဓာရီလန်ရီကျွမ်းကျင်လိမ်မာလာပါတယ်ဆိုတဲ့ကြာငစင်းလက်တွေကိုဓာချင်းရှင်ပြီး ်ခုတ်ပြလိုက်ချင်းစမ်းလာတယ်ဘုံမင်းရဲ့ပွဲတန်းကြော်တဲ့ကိုတင်ချိုင်းတန်သားနဲ့သာခုတ်ပိုင်းလိုက်ရရင်ကြောင်ကစင်းလက်တွေလူကောင်မြုပ်တဲ့တုတ်တန်မြင်မှာတစည်းချင်းစကားပြောတတော်တော်ညံသွားမှမြင်ရသေးတယ်ဒါချင်းရှင်ခုတ်ရမှာတော့ကြောက်ကြမ်းမရှိပါဘူးဒါမဲ့ခွေးတရိစံကောင်တွေကယာဓုဂုံသိန်းချိန်ဝါနဲ့မင်းမောက်စိုးပေါက်တွေဖြစ်တဲ့အတွက်ငါတို့ရဲ့လက်ချက်နဲ့အသက်ထွက်သွားရင်ငါတို့ရာဇဝဲဘေးအစ်မှာသိကြတယ်သူတို့ကနှလုံးရင်နဲ့အနိုင်ရအောင်ပြမဥစွာစူးစမ်းအားထုတ်ရလိမ့်မယ်လက်ယုံကြီးကိုအုံပြုဖို့အစီအစဉ်ရှိတယ် မလွဲမရှောင်သာလို့ဓာချင်းရှင်ပြန်ရမယ်ဆိုရင်အသေးမခုတ်ပဲမှတ်လောက်သားလောက်ဒံရအနာရီယာဖြစ်ယုံလောက်ကျွမ်းကျင်လိမ်မာစွာထုတ်ခုတ်ရလိမ့်မယ်ငါတို့ရဲ့နိပရိယကိုခွေးတရိစံခေါင်းနေမသိလေကောင်းနေပဲဒီဒီပြကမွန်ကမင်းစီသူအားရှင်းပြနေသည်ထိုကပြေးလွှားလာနေသည့်ခြေတံများကြားရသဖြင့်ဒီဒီပြကမွန်ကခြေတံကြားရသို့လှမ်းကြည့်လိုက်ရအသက်၄၀ကျော်ရွယ်ခန့်ရှိသည့်တမ္မာတောင့်တင်းသည့်ခန္ဓာကိုယ်ရှိသောယောက်ျားကြီးတို့သည် အနောက်သို့လှည့်ကြည့်လှည့်ကြည့်နေတဲ့အိမ်ရှိရာသို့ပြေးလာသည်ကိုတွေ့ရ၏ရှင်မရှင်မတရှိပင်းစန်းတရှိပင်းစန်းခွေးတီးဆန်နေလာနေပြန်ပြီတဲ့အိမ်ရှိရာသို့ပြေးလာသူကမောကြီးပန်းကြီးဖြင့်လှမ်းပြောလာရာအင်းရှင်မျိုးသမီးကြီးကနန်းရံတွင်ချိတ်ဆွဲထားသည့်တရှိကိုဖြုတ်ပြီးပြေးလာသည်ကိုတွေ့ရ၏ဒီဒီပြက်ကွန်ကအထက်ပါချင်းရကုန်ငိမ့်ဆိုင်ကြည့်နေရမှာမင်းစီသူကိုခေါ်၍တဲ့အိမ်အဝင်ဝသို့ထွက်လာခဲ့ပြီဆွေတော်ဘလို့ဖြစ်လာတာလဲဘလို့ရန်သူနဲ့တွေ့လာလို့ပါလဲတိရိပြက်ကွန်ကအင်းရှင်မျိုးသမီးကြီးရဲ့လက်မှာတရှိကို လှန့်ယူလိုက်သည့်အင်ရှင်ယောက်ျားအားလှန့်မိလိုက်အင်ရှင်ယောက်ျားမှာဒစိမ့်တူ၏အတန်ကိုကြားရသဖြင့်အံ့အားတင်သွားပြီးတိရိပြက်ကွန်အားခြေဆုံးကောင်းဆုံးကြည့်နေစဉ်အင်ရှင်မျိုးသမီးကြီးကတိရိပြက်ကွန်နှင့်မင်းစီသူတို့ရောက်ရှိလာပုံဆာလာမုတ်သိမ့်လာသဖြင့်ထမင်းပွဲပြင်ပြီးကျွေမွေပြုစုခဲ့ရပုံများကိုရှင်းပြနေပေသည်ကျုပ်တို့ကဆင်းရဲသာ တောသူတောင်သားလယ်သမားတွေကျုပ်တို့ရာတော့ကိုရက်သေးစားတောက်စားမိုးရင်လာတဲ့မင်းမူရန်လေးဦးရောက်လာပြီးရိုးရိုးသားသားလောက်ကိုင်းစားတောင်းနေတဲ့ကျုပ်တို့ကိုအချက်တကွက်အကျိုးနဲ့ဖြစ်အောင်စော်ကားကိုကြံစီခဲ့တယ် ။အကျုပ်ရဲ့ဒူမကိုအတင်းအဓမ္မဆွဲလာလွဲလာလောက်ကြလို့ကျုပ်ရဲ့ဒူမခင်ဗျာ။ကျောက်အလန်အားနဲ့ထွက်ပြေးပုံအောင်နေရတယ်။ပုံအောင်နေရမလားဆိုပြီးကျုပ်တို့ကိုချိန်လာမောင်းလာလောက်သွားယုံနေမကဘူး။နောက်တစ်ချိန်လာခဲ့အောင်မယ်ဆိုကျုံဝသွားတယ်။အဲ့ဒီမင်းမူတန်းလေးဦးရွာထဲဝင်လာကြတာမြင်လို့ကျုပ်ဒူမအချက်ကိုကာကွယ်ဖို့ကျုပ်အပြေးလွှားလာခဲ့တာဒီတကားတော့ကျုပ်သီးမခံနိုင်တော့ဘူး။ကျုပ်ဒူမကိုလည်းအစော်ကမခံနိုင်ဘူး။ကျုပ်အသက်နဲ့လည်းပြီးခုခံကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားပြီးပြီ။အင်းရှင်ယောက်ျားကတရှိကိုတင်းကျပ်စွာဆုပ်ကန်ရင်အန်ကျိတ်ကရှင်ပြလာ၏ဆွေတော်သားနေပါ ဆွေတော်လက်ထဲကတရှိကိုလည်းပြန်သိမ်းထားလိုက်ဆွေတော်တူမကိုလည်းဘယ်သူကမှမစော်ကားစေရဘူးတင်းမင်းနဲ့စိတ်ခင်းဖို့အသင့်ရှိနေတဲ့သီရိပြကမောနဲ့မင်းစီသူတို့တာဝန်ထားလိုက်စမ်းပါပွဲတန်းကြော်တဲ့ဟော်ဒီကိုတင်ချိုင်းတန်တာနဲ့အကြောင်းပြလိုက်ရသေးတာပေါ့သီရိပြကမောကမိမိကိုရင်လွယ်ထားသည့်လက်သုံးတော်ကိုတင်ချိုင်းတန်တာကိုတိမ်မဆွဲတော့ကလေထဲတွင်ဖွင့်ရန်ရင်တုံလာရအိမ်ရှင်ယောက်ျားမှအားတက်သွား၏ဆွေတော်နာမည်ကိုမသိရဘူးလားသီရိပြကမောကမေးလိုက်ကျုံနာမည်ဘောလကွန်းမှာ ထွေးတရိစံနေလာရင်တို့ကဘာလို့ရမှာလဲကျုပ်ပါဝင်ပြီးခုခံကာကွယ်ခြင်းနဲ့အဆွေတော်ဘောလကွန်အိန္ဒိယရရတာနေပါသူတို့တွေလာရင်အိန်ရှင်ပီသားစွာဧကံမှာတကယ်လို့သူတို့ရဟန်းကားလာမယ်ဆိုရင်ကျုပ်တို့နှစ်ယောက်တာဝန်ထားစမ်းမှာဒီအစီအစဉ်ကိုသဘောကျတယ်မဟုတ်လားတိတိပြကွန်ကပြန်မေးလိုက်ရာအိန်ရှင်ဘောလကွန်ဒီရုတ်တရက်အဖြစ်မပေးသေးပဲတိတိပြကွန်ကြီးယောက်ျားပီသားသည်ရုပ်လက္ခဏာနှင့်၎င်း၏လက်ထက်တွင်စုပ်ကိုင်းထားသည့်ကိုသင်ချိုင်းတန်တားကိုဆင့်ဆက်စွာကြည့်နေပေသည် မင်းဖျားတို့ရုပ်ဖြက်လာပေမဲ့မင်းဖျားတို့ကတန်မှန်ခီးတယ်များမဟုတ်ကြောင်းကဲခတ်မိပါတယ်။မင်းဖျားတို့ကိုဘောလကုံအာကိုအာထာပြုပါတယ်။ဂျေဇူးလည်းအထူးတင်ရှိပါတယ်။ဒါပေမဲ့မင်းဖျားတို့ကနှစ်ယောက်ထက်ဖြစ်ပြီးဟိုကလာနေတဲ့အယုတ်တမာကောင်တွေကလေးယောက်ဖြစ်နေုံသာမကလက်နဲ့ပြေဆုံးပါလာပြီးရက်ဆက်ကြမ်းကြုတ်သူများဖြစ်တဲ့အတွက်စိုးရင်မကင်ဖြစ်မိကြောင်းမှာ အသေးခံစရာရှိရင်ဘောလကုံရှေ့ဆုံးကအသေးခံပြရစီ။အဆွေတော်စိတ်အေးလည်အေးနေပါစောစောကကျုပ်အစီရင်ခံတဲ့အတိုင်း ခွေးတရိစံလာရင်အိမ်ရှင်ပြီးသားစွာဧကံမှာသူတို့ရန်ကားလာရင်မှတ်လောက်တားလောက်အောင်ဆုံးမပြပါမယ်။တိရိပြကဝန်ကတာဝန်ယူလိုက်သည်။ထိုတော်တွင်ရာထဲသို့ဝင်လာသောမြင်းခွာတန်နှင့်ဤတန်များကိုကြားလိုက်ရ၏။မြင်းခွာတန်များဤတစ်ထက်ဤလာပြီးဘောလကွန်ဤရာတော်သို့ရောက်လာသောတင့်လွင်သောဝိဇ္ဇာတစားများဝိစင်ထားသောလူရွယ်လေးဦးတို့သည်မိမိတို့စီးနှင်လာသောမြင်းများပေါ်မှဗျိုင်းတူခုန်ဆင်းလိုက်ကြပြီးဘောလကွန်ဤတဲအိမ်ရှိရာသို့လာနေကြသည်ကိုတွေ့မြင်ရသည်။ တဲ့ရင်ဘောလကုံမှာမျက်နာတွင်သွေးမရှိတော့တကယ်သူဖြူဖက်ဖြူရောဖြစ်နေတော့လဲစိတ်ကိုတင်း၍တဲ့ရင်ရှိရာသို့လာနေသူများအားအင်းရှင်ပီတာစွာစီဂျုံနေပေသည်တိတိဖြတ်ကုန်နှင့်မင်းစီသူတို့မှာတဲ့ရင်တွင်မှနေပြီးအရေးချေကိုကြည့်နေကြစဉ်မြင်းပေါ်မှာဆင်းလာသောလူရဲလေးဦးနဲ့သုံးဦးကဘောလကုံ၏တဲ့အင်းရှင်တွင်ရက်ကအခြေတင်ပြောဆိုနေသည်ကိုတွေ့ရပြီးခေါင်းဆောင်နှင့်တူသောလူရဲ၏မျက်နှာရိပ်မျက်နှာကဲအချက်ပေးချက်အရစုထလူရဲကတဲ့အင်းဘေးမှပန်း၍ရက်ကန်းစဉ်ရှိရာသို့လာနေသည်ကိုတွေ့ရပေသည်တဲရှိတွင် ဘောလကွန်နှင့်ခြေတင်ပြောဆိုနေကြသည့်လူရဲသုံးဦးဟာတိရိပြက်ကမွန်ကမျက်ခြေမပြတ်ကြည့်ရှုနေပြီးခြေနေကိုလေ့လာနေစဉ်မျက်စီသူကရက်ကန်းစဉ်ရှိရသူလာနေသောရှုထလူရဲကိုမျက်ခြေမပြတ်ကြည့်နေပေသည်။မကြာမီရှုထလူရဲသည်ရက်ကန်းစဉ်ရှိရသူဝင်သွားသည်ကိုမြင်ရပြီးမင်းညိုများ၏စူးစူးရရအွန်လိုင်းသည့်အတန်ကိုကြားရသဖြင့်မင်းစီသူကအတန်ကြားရသူအပြေးလွှမ်းလိုက်သွားပြီးထိုချိန်တွင်မင်းညိုများမှာ ရကန်းစဉ်ရှိသည့်အခန်းထဲမှပြေးထွက်လာသည်ကိုတွေ့ရပေသည်။မင်းညုံများအိမ်ကြီးမှဆုတ်ပြဲနေသည်ကိုမင်းစီသူသတိပြုမိ။မင်းညုံများမှကြောက်အလန့်အားနှင့်ချေဦးတက်ရာထွက်ပြေးလာစဉ်လှေကားထက်တွင်ခြေကျော်ပြီးလဲကျသွားမည်ပြု။မင်းစီသူသည်လင်မြန်စွာပြေးလာပြီးမင်းညုံများအာဝင်၍ပွေဖက်လာသည်။မင်းညုံများမှမိမိအားစော်ကားရန်လိုက်ပါလာသောလူရဲဟုမှတ်တင်ကကြောက်အလန့်အားဖြင့်မင်းစီသူလက်မှလွတ်မြောက်အောင်ရုန်းကန်ကြိုးစားလိုက်ပြီးမှ မင်းစီသူဖြစ်နေသည်ကိုသိရသဖြင့်အားတက်သွားပုံရ၏။မောင်ကြီးမောင်ကြီးညိုမြကိုကယ်ပါကယ်ပါမင်းညိုမြသည်မင်းစီသူအားဖက်ထားရင်းအကူညီတောင်းလိုက်သည်မင်းညိုမြဘာမှမဆိုရင်နဲ့မင်းညိုမြချက်ကိုမောင်ကြီးအသက်နဲ့လဲပြီးကာဝယ်ပါမယ်မင်းစီသူကပြန်ပြောလိုက်ပြီးမင်းညိုမြ၏နောက်သို့လိုက်လာသည့်လူရွက်ဘက်သို့မျက်နှာမူလိုက်သည်မင်းညိုမြ၏နောက်သို့လိုက်လာသည့်လူရွက်မှာမင်းစီသူကိုမြင်လိုက်ရသဖြင့်ခြေလန်းတန့်သွားပြီးမင်းစီသူအားစားမတက်ဝမ်းတက်မူရာဖြင့်ကြည်နေပေသည်တီရိပြက်ကွန်မှာမူ တဲ့အင်ရှိတွင်အင်ရှင်ဘောလကုန်းနှင့်အခြေတင်ပြောဆိုနေသည့်လူရဲသုံးဦးအရေးကဲကိုအိမ်ထဲမှနေပြီးလက်ပ၍မျက်ခြေမပြတ်အောင်လေ့လာနေပေသည် ထိုခိုက်တွင်မိညိုများအားစော်ကားရန်ကြံစီခဲ့သောရှုထလူရဲသည်တဲ့အင်ရှိရှိလူရဲသုံးဦးထံသို့ဘောဂျီပန်ဂျီဖြင့်ပြေးလာသည်ကိုတွေ့ရ၏စောညံမင်းဘလို့ဖြစ်လာလဲကောင်မလေးထွက်ပြေးသွားပြန်မလားမင်းသိညံတဲ့အကောင်ခေါင်းဆောင်နှင့်တူသူကမောဂျီပန်ဂျီနှင့်ပြေးလာသူအားစီးချိန်လိုက်ထွက်မပြေးဘူးတံတောင်းစားရင်ခွင်နဲ့ရောက်သွားပြီး စောညံဆိုသူကမောဟိုက်သည့်အတံပြန်ပြောရင်းမင်းစီသူနှင့်မင်းညိုများတို့ရှိရသူညွန်ပြလိုက်သည်ဒုက္ခတွင်မင်းစီသူကမင်းညိုများအားအိမ်ချဲဝင်နေရန်မှာကြခဲ့ပြီးစောညံနောက်သို့ပြေးလွှားလိုက်ကစောညံ၏ပခုံးကိုဆုတ်ကန်၍မိမိဘက်သို့ဆွဲထက်လိုက်ပြီးစောညံပါးကိုဘယ်ပြန်ညပြန်တအားလွှဲရိုက်လိုက်ရာစောညံမှာမိမိကိုယ်ကိုမိမိမဟန်နိုင်တော့ဘဲတဲ့အိမ်နန်းရန်ဤတွင်ခွေရက်သားကျသွားပေသည်စောညံ၏ပါးနှစ်ဖက်တွင်လည်းလက်ဝါးရညိုမဲဆွဲ၍ကြံရိတ်ခဲ့သည်ကိုတွေ့ရ၏ ဒေဒီတက်ကမမှာဂျိနေတီမူရာဖြင့်လက်ပါရွေးကြည့်နေရမှာကြောက်အားလန်အားနဲ့အိမ်ထဲသို့ပြေးဝင်လာသောမိညူများအားမိမိနီးရှိကုပ်ပြစ်တွင်ထိုင်စီပြီးစိတ်အားမငယ်ရန်နှင့်သိမ့်လိုက်သည်အင်ဂျင်ဘောလဂုံးနှင့်ခြေတင်ပြောင်းစုံနေကြသောလူရဲသုံးဦးတို့မှ၎င်းတို့၏ဖော်ဖြစ်သူစောညံခွေရက်သားလဲကျသွားသည်ကိုကြက်သေးသေးပြီးငေးဆိုင်ကြည့်နေရမှာလှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး၎င်းတို့၏တရင်ထဲမှဓားများကိုကိုစီဆွဲထုတ်လိုက်ကြသည်မင်းစီသူလည်း၎င်း၏ဓားကိုတရင်မှဆွဲထုတ်လိုက်ပြီးခုခံရန်အသင့်ပြင်းနေ၏စောရင် ဘောဘုံမင်းတို့ဘာငဲ့ရလဲခွဲတရိတ်ဆန်ကောင်ကိုဝင်ခုတ်ပါရောလားခေါင်းဆောင်နေတူသူက၎င်းဝင်ငယ်သားနှူးဖြစ်သောစော့ရင်နေဘောဘုံဆိုသူတို့ကအမိတ်ပေးလိုက်နေသည်တတ္တိရှင်ရှေ့ကိုတလန်တိုးခဲ့စံအားလုံးမတော်ဖြစ်သွားမယ်မင်းစီသူကဓာတ်ကိုဝင့်၍စိန်ခေါ်လိုက်သည်သောယောက်နှင့်တယောက်ဖြစ်လင်ကစားမင်းစီသူသည်အနှဲငယ်များကြာယုံသည့်အမှုရာမပြဘဲရဲရင်တီကြည့်သည့်အမှုရာဖြင့်စိန်ခေါ်လာခြင်းဖြစ်ပေရာဓာတ်ကိုစီနေလူရဲသုံးဦးမှရှေ့သို့မတိုးမင်းပဲတူးမျက်နာကိုတူးကြည့်နေကြပေသည် ဤချင်းရာကိုတည့်ရင်တွင်မှကြည်နေသောတိရိပြက်ကမောသည်မိညုံများအားစိတ်အားမငယ်စေရန်အာပိစကားပြောကြပြီးတင်းငိန်ခန့်ညားသောအသွင်မူရာဖြင့်အချင်းဖြစ်ပွားရာသို့ထွက်လာခဲ့ပေသည်ဆွေတော်တို့ဆွေတော်တို့လက်ထဲကဓာတ်ပြီးပြန်သိမ်းလိုက်ကြပါသွေးထွက်တန်ယုံမှုကိုကြုတ်တို့မလိုလားဘူးတိရိပြက်ကမောကကြားဝင်ဖြန့်ပြေသလိုလိုနှင့်မင်းစီသူဤသို့ချင်းကပ်လာပေသည်မိတဲ့ပါဆိုင်လိုဝင်ပြောရလဲငါပါအောင်ရိုက်တဲ့ခွေးတရိစံကိုငါကိုယ်တိုင်တတ်ပြမယ် ဇောညံကခွေရက်သားလဲနေရမှာလူလဲထလာပြီးအညိုမဲဆွဲနေသည့်ပါနှဖက်ကိုပွတ်တက်ရင်ကြုံလာလိုက်သည်ဆော့ရင်ဘာငဲနေရလဲဘောဘုံရောကြောက်နေသလားမင်းတို့ကရောခေါင်းဆောင်ဆိုပြီးခွေသရောင်စားကိုဒါလောက်ကြောက်နေရသလားလေးအောင်နဲ့တယောက်ပဲဥစ္စာဝေးခုတ်ကြပါတော့လားဇောညံဒီ၎င်းဤဘက်တော်သားများမှုရာကိုကြည့်ပြီးအားလုံးအားများဖြစ်နေပုံရသည်ဟုတ်သားပဲမင်းတို့ဘာငဲနေရလဲဝေးခုတ်ကြပါတော့လားခေါင်းဆောင်နဲ့တူသောမင်းတို့ဆိုသူကအမိန်ပေးရင်ရှေ့သို့တလန်းတိုးလာပေသည် အဖက်မတန်တဲ့သထောင်းစားနဲ့ရှင်မီမခောက်ချင်ပါဘူးလူပါတနသွားမှစိုးရတယ်စွန့်ရင်ကပြန်ပြောရင်ရှေ့သူတလန်းတိုးလာတော့မင်းနနူအားဟန့်တားလိုက်သည်တတ်တီမရှိရင်မရှိဘူးလို့ဝင်းခံလိုက်စမ်းမှာမင်းစီသူသည်ဓာတ်တော်ဝင်ရင်မခန့်ချင်အောင်ရန်ဆလာရမင်းတနူမှာမခန့်မရနိုင်ဖြစ်က၎င်း၏ဓာတ်ကိုဝင်ရရင်ရှေ့သူတိုးလာစဉ်မင်းစီသူကပြန်လဲခုခံရန်အသင်ပြန်လိုက်သည်အစွေတော့ကျုပ်ပြောတဲ့စကားကိုနားမထောင်ဘူးလား တတိပြိုက်ကွန်ကတတိပေးလိုက်မင်းကဘာကမှဝင်လျှော့ရတယ်မင်းမတည်သွားချင်လားမင်းတနူကတတိပြိုက်ကွန်ဘက်သို့လှည့်၍ကျောင်းလာလိုက်သည်ကျုပ်ကစေနာနဲ့တတိပေးနေတာကျုပ်ရဲ့မျက်နှာကိုတည်တည်ချာချာကြည့်ထားတယ်တင်းမင်းနဲ့ချင်းချင်းစိတ်ကင်းခဲ့တဲ့ကိုတင်ချိုင်းထားပန်းရှင်တတိပြိုက်ကွန်ဆိုတာနားဝလေတန်းမကြဘူးချဘူးလားမင်းတို့ကိုတနာလိုတတိပေးနေတာကြားရလားမင်းတို့လိုငမိုက်သားတွေကိုစုံမရအောင်လာခဲ့တာဗဇက်နဲ့စုံမလို့မရရင်ဂိုရီလက်ရောက်မှန်တော့တားလာအောင်စုံမရလိမ့်မယ် မင်းတို့စော်ကားဖို့ကြံစီခဲ့တဲ့မင်းကလေးကိုမင်းတို့ဝင်းချတောင်းပန်ပြီးအေးအေးသက်သာထွက်သွားကြမှာဒါမှမဟုတ်လေးယောက်နဲ့နှစ်ယောက်ဒါစွမ်းပြန်ကြမှာကြာရပြောတီတီပြက်ကွန်ကမင်းတို့ကောင်းဆောင်သည့်လူရွယ်လေးဦးအားဆက်ဆုပ်ညွှန်ရှာသည့်အမှုရာဖြင့်ကြည်ရင်ပြောလိုက်သည်။နောင်တော်တီတီပြက်ကွန်ပြောတာကိုမင်းတို့အားလုံးကြားတယ်မဟုတ်လား။ဒါစွမ်းပြိုင်မလား။ဒူးထောက်ပြီးအညံ့ခံမလား။မင်းစီသူကတွေ့ဝင်နေသောလူရန်ကားလေးဦးအားပမာမခန့်ပြောရင်း ၎င်း၏လက်တုံတော်ဓာတ်ကိုမြင်းမြန်စွာစောက်ကန်ထားပြီး၎င်းအားရံမူလာလင်ခုခံရန်အသင့်ပြင်ထားလိုက်သည်။မင်းတို့ကောင်းဆောင်သည်ငမိုက်သားလေးဦးမှာရုတ်တရက်တွေ့ဝင်ငေးမောနေရမှမင်းတို့ပါမခံမရနိုင်အောင်ဒေါသထွက်လာပြီးမင်းစီသူအားဓာတ်နဲ့ဝင်ခုန်လာရ၎င်း၏ငယ်သားသုံးကပါဖြိုင်တူဝင်၍ခုတ်ထင်ရန်ကြိုးစားကြလေသည်။သို့ရာတွင်မင်းစီသူမှာဓာတ်ရေးကျွမ်းကျယ်လိမ္မာသူဖြစ်သည်ဖြင့်၄00နှစ်တယောက်ပင်ဖြစ်စေကမူအရေးမဆိုင်ဖဲ့ လင်းမြန်ပေါ့ပါသည့်ခြေလမ်းများနှင့်တိုင်းခွက်ကိုမှန်မှန်နှင်းပြီးရန်သူတို့၏တားချက်ကိုအကွက်ပိုင်ပိုင် ခုံလွှခုခံတုံ့လန့်လျက်ရှိပေသည်တီးတီးပြက်ကောင်မှမူရန်သူတို့၏တားလေးလက်ကိုမင်းစီသူ၏တားတက်လက်ဖြင့်ပိုင်ပိုင်နာနာကြီးခုခံတုံ့လန့်နေသည်ကိုကြည့်ကံကောင်းနေကြည့်နေရမှာမင်းစီသူအားအကာအွယ်ပေးရန်လိုအပ်သည့်အချိန်များတွင်၎င်း၏တဲ့အိမ်ဖြင့်ရန်သူတို့၏တားချက်များကိုတက်ချီတချီဝင်ပြီးကာကွယ်ပေးနေသည်ကိုတွေ့ရပေသည် ဓာခုတန်များကြားရသဖြင့်အိမ်ဟွားသို့ပြေးထွက်လာသောမင်းညိုများသည်ရန်သူလေးဦးကိုမင်းစီသူတူတဲခုခံကာကွယ်နေရသည်ကိုမြင်ရသောအခါအာမလုံအာမြဖြစ်လာပြီ။မောင်ကြီးမောင်ကြီးကဝေးမကူတော့ဘူးလား။မင်းညိုများကတီတီပြတ်ပေါ်ဤသို့ချင်းကန်လာပြီးမင်းစီသူအားဝင်းကူရန်တောင်းမှန်သည့်လေတံဖြင့်ပြောလိုက်လေသည်။ခလေးမမစိုးရင်ပါနဲ့ကြည့်ကောင်းလို့ကြည့်နေတာပါ။ဒီခွေးလေးကောင်လောက်ကတော့မင်းစီသူတယောက်ထဲနဲ့အနာယူနိုင်ပါတယ်။တီတီပြတ်ပေါ်ကမင်းညိုများအားနှစ်သိမ့်လိုက်သည်။ ထိုခိုက်တွင်မင်းတနုသည်ချက်ကောင်းကိုဆောင်နေရမှအလစ်တွင်မင်းစီသူအားနောက်ကျောင်းမှဝင်ပြီးခုတ်ပိုင်းရန်ချိန်ရွယ်လာရာတိရိဖြတ်ကွန်သည်မိမိ၏တအိမ်ဖြင့်ဝင့်၍တားစီလာရာမင်းတနုထားချက်သည်တိရိဖြတ်ကွန်၏တအိမ်ကိုခုတ်မိသွားပေသည်ဤတွင်မင်းတနုသည်တိရိဖြတ်ကွန်အားမဲ၍ဇလွယ်တိုင်းခုတ်ချရန်ချိန်ရွယ်လာရာတိရိဖြတ်ကွန်သည်မင်းတနု၏ကြံစီကိုရိတ်စားမိသည့်အတိုင်းမင်းတနု၏ဓာချက်ကိုလွတ်ယုံသာတိမ်းချောင်ပေးလိုက်ပြီးတအိမ်ထဲမှဓာကိုဆွဲချွန်လိုက်သည် ကိုတင်ချိုင်းတန်ထားရဲ့တီတီပြတ်ကွန်သည်၎င်း၏လက်တွင်မြန်းမြန်းစွာဆောက်ကန်ထားသည့်လက်သုံးတော်ကိုတင်ချိုင်းတန်ထားကိုဝင့်ရင်ချင်းသေးဟောက်တန်နှင့်တူသောအတန်ဖြင့်ကျုံဝလာရာဒိုတန်ကိုကြားလိုက်ရသည်နှင့်တပြိုင်နက်တည်းမင်းတို့မှကြောက်တုတုံသွားပြီးနောက်သို့ပြန်ဆုံလိုက်သည်စောရင်စောညာနှင့်ဘောပေါ်တို့မှလည်းမင်းစီသူကအလစ်မပေးပဲချက်ကောင်းရတိုင်းဝင်းခုတ်ရန်စူးစမ်းတော့လေမင်းစီသူ၏လျက်စီးလက်တလို့လျင်မြန်ဖြက်လက်သည့်ဓားချက်များဖြင့် ခုခံတွန်းနယ်လျက်ရှိသဖြင့်၎င်းတို့၏調査မှုမှအချင်းဤသာဖြစ်ပြီးချွေတီတီကြလာခဲ့ရပြီးတော့ဒီဤတွင်မင်းစီသူသည်ခံစစ်အသွင်မှထိုးစစ်အသွင်သို့ကူးပြောင်းပြီးစောရင်တို့လူသားအားအမဲ့ချွေချွေလျက်ရှိသဖြင့်သုံးရစလုံးမှမင်းစီသူ၏ဓာချက်မထီစီရင်ပင်ပင်ပန်းပန်းခုခံနေကြရပေသည်မင်းတို့မင်းတို့ကျွန်တော်တို့ပြစ်ပြစ်ထားတော့မှလာဝေးကူပါအောင်ကျွန်တော်တို့တေးရတော့မယ်မင်းစီသူ၏လက်ဝါးတန်းကြောင့်ပါးနှစ်ဖက်တွင်အညုံမဲ့ဆွဲနေသောစောညံသည် မင်းစီသူ၏ဓာချက်ကိုခုခံနေရမှ၎င်း၏လက်မောင်းကိုဓာချက်ထိသွားသဖြင့်ကြောက်အားလန်အားဖြင့်၎င်းတို့၏ခေါင်းဆောင်မင်းတနုအားအကူအညီတောင်းလိုက်လေသည်မင်းတနုမှာမူကိုတင်ချိုင်တန်တားတဲ့ဟေ့ဟူသောကျောဝါတန်ကိုကြားလိုက်ရခြင်းကပင်အလိုလိုကြောက်ဒုတုံနေသဖြင့်တပည့်များအားကုညီရန်မစွမ်းနိုင်ပေတိရိပြက်ကဝင်ဓာချက်ကိုခုခံရင်တဖြည်းဖြည်းနောက်သို့ပြန်ဆုတ်လာကြရမှတိရိပြက်ကဝင်ထိုးနှက်မှုကိုမခံနိုင်ပေသွေးရဲရဲတန်ရဲရဲဖြင့် နိုင်ရန်ကိုမြင်းရင်တဖြည်းဖြည်းခွေကြသွားပြီးတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ